မျိုးတွေအားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့ကျွန်တော်ပြောပြပြီးမယ့်စနေလေးရတော့ကျွန်တော်တို့လေဖြန်းလေဖြတ်ထားတဲ့သူတွေလေဖြန်းထားတဲ့သူတွေအကြောကတ်တဲ့သူတွေနောက်ပြီးတော့အကြောတည်သွားတဲ့သူတွေအတွက်ကျန်တကယ်ဟူမကောင်းတဲ့စနေလေးမို့လို့အမျိုးတွေရှိဖို့အပြောက်စေခြင်းနဲ့စေတနာမေတ္တာဖြင့်လာရောက်မြောက်ဝေပေးခြင်းဖြစ်ပါတယ်လေဖြတ်ထားတဲ့သူတွေလေဖြန်းထားတဲ့သူတွေအကြောတည်သွားတဲ့သူတွေအကြောကတ်နေတဲ့သူတွေအတွက်တကယ်ဟူမကောင်းပါတယ်ဗောနော်အဲစနေလေးရတော့ကျွန်တော် တကယ်ဥမာလူကူရိုးရှင်းပါတယ်ဗောနော်ကျွန်တော်တို့ကြောင်ပန်းပင်ဗောနော်ကြောင်ပန်းပင်အမျိုးတွေတော်တော်များများသိမယ်လို့ထင်တယ်ဗောနော်ကြောင်ပန်းကြောင်ပန်းပင်ဗောနော်ဒီကြောင်ပန်းပင်မှာသူ့မှာတော့သူ့ရဲ့အပင်ကအမျိုးအစားနှစ်မျိုးရှိတယ်เนาะအကြောင်ပန်းကြီးကတော့သူကအရွက်၅ရွက်အစုထွက်တဲ့ကြောင်ပန်းကြီးဗောနော်သူကအရွက်၅ရွက်စုထွက်တယ်ကျွန်တော်ကြောင်ပန်းသိကြတော့သူကအရွက်၃ရွက်စုထွက်တယ်ဗောနော်အဲတချို့မသိမှကြောက်လို့ကျွန်တော်ကဒီညနေ့အခွဲကြီးပြောပြရအောင်ဗောနော်အကြောင်ပန်းပင်မှာသူ့မှာနှစ်မျိုးရှိတယ် အဲတမျိုးကြတော့အရွက်၅ရွက်သူကကြောင်ပန်းကြီးကြတော့အရွက်၅ရွက်ဆုထွက်တယ်အဲကြောင်ပန်းသေးကြတော့အရွက်၃ရွက်ဆုထွက်တယ်အဲကျွန်တော်တို့သုံးပေးရမှာတော့ကြောင်ပန်းသေးရဲ့ဒီအရွက်ဘောနော်သူ့အပင်ဘောနော်ဒီကြောင်ပန်းပင်ရဲ့သူ့ရဲ့အရွက်ကိုကျွန်တော်တို့ကလက်တဆုပ်စာနော်လက်တဆုပ်စာနှစ်ဆုပ်ကျွန်တော်တို့ကခူးပေးရမယ်သူ့ရဲ့အရွက်ဘောနော်လက်တဆုပ်စာနှစ်ဆုပ်ကျွန်တော်တို့ခူးပေးပါခူးပေးပြီးွားရင်ဓာတ်စီနော် အကျန်းပကံလုံးပေါ့နော်ကျွန်တော်တို့အကျန်းဆိုရင်အဲမျိုးတွေပြောရင်မျိုးတွေရှုံးမှာကျွန်တော်တို့ကျွန်တော်ဓာတ်စီထမင်းစားဆုံးနဲ့၃ဆုံးเนาะဓာတ်စီထမင်းစားဆုံးနဲ့၃ဆုံးကြောင်ပန်းပင်လက်နှစ်ဆုပ်စာတမရသည်တလုံးအဲ့ဒါကိုကျွန်တော်တို့အဲတန့်စင်းနဲ့စုံမှာပေါ့နော်တန့်စင်းနဲ့ကျွန်တော်တို့အဲငရုတ်စုံလဲရတယ်စုံကြီးရင်တော့ပိုကောင်းတော့သူ့ရဲ့အရေးမထွက်တော့အောင်ပေါ့နော်ကျွန်တော်တို့ကဘေးနားနေအုပ်ပြီးတော့တေချာလေးတမရသည်ဆိုလဲကျွန်တော်ရေတော့အရေးညှစ်ထဲလိုက် တမရသီးရဲ့အရေးကိုအရင်ညှက်တဲ့ညှက်တဲ့ပြင်နောက်ပြန်အဖက်တွေပါကျွန်တော်တို့တစ်ခါတည်းထက်ပြီးတော့အကုန်လုံးကျွန်တော်စုအဲ့သုံးမျိုးလုံးကိုဒီစုံနဲ့ထက်ထက်ပြီးကျွန်တော်တို့ကထောင်းပြီးနာနာလေးထောင်းပြီးနည်းနည်းကြည်သွောင်းအောင်ထောင်းပြီးဟုတ်ပြီထောင်းလို့ရပြီဆိုရင်သူ့ရဲ့အရေးကိုကျွန်တော်တို့အဝတ်ပပလေးနဲ့စုအဝတ်ပပလေးနဲ့ပေါ့နော်ကျွန်တော်တို့ညှက်ထုတ်စစ်ထုတ်ပြီးပေါ့နော်စစ်ထုတ်လို့ရတဲ့သူ့ရဲ့အရေးကိုနော်ကျွန်တော်တို့ကနေ့စဉ်လေးပုံမှန်လေးလိမ့်ပြီးမဲ့ဆိုရင်ဒုနာကျွန်တော်ပြောတဲ့ လေပြန်းတာလို့လေဖြတ်တာလို့အကျော်အကျော်ဟုတ်တာဖြစ်သွားတာလို့နော်နောက်ပြီးတော့အကျော်ကတ်တဲ့အသူတွေအတွက်နေ့စဉ်ပုံမှန်လေးတာလင်းပြီးအဲဒီနာပြောနေဘလောက်ထိသုံးဆွဲပြရမယ်ဆိုတော့မပြောက်မချင်းတာသုံးဆွဲပြပါနော်စင်းနည်းဆိုတာကတော့ကျွန်တော်တို့က15ရက်ဆို15ရက်တလားဆိုတလားအဲဒီလိုလေးတော့အဲသုံးဆွဲပြပါလို့ဒီနယ်လေးကျွန်တော်မြစ်တာရက်ခန့်ချင်တယ်ပေါ့နော်ကျွန်တော်ကပြောစီချင်တဲ့စေတာမြစ်တာဖြစ်အဲအပြောပေးခြင်းဖြစ်တယ်မဟုတ်လားတချို့ကမေးတယ်ကျွန်တော်ကစိတ်နှီးတင်ပြီးလဲလိုက်ချင်ကြတယ်တချို့အညီကောင်မတော်မတွေကမေးကြတယ်ဘယ်လောက်ထိသုံးဆွဲပြရမှာလဲ ိုယ့်ရဲ့ယောဂအမပြောင်းမချင်းတာသုံးဆွဲပြပါနော်ဘေးဖြစ်တဲ့အရာလည်းမဟုတ်ပါဘူးနော်ပျောက်စေချင်တော့ကျွန်တော်စိတ်ရှိရှိလေးနဲ့သာအဲသုံးဆွဲပြပါတချို့ဆိုရင် तू ကတော့တစ်နှစ်ကြာပြီလေးဖြတ်တာနှစ်နှစ်ကြာပြီသုံးလို့ရလားရပါတယ်ခင်ဗျာစိတ်ရှိရှိလေးနဲ့သာနော်ကိုနေ့စဉ်ပုံမှန်အောင်စေးတောင်းလိုက်ရသေးတာပဲနော်ဒါကလိန်စေးဆိုအနေစဉ်လေးကိုညာအိယာဝင်တာပဲဖြစ်ဖြစ်နေ့ကင်းပဲဖြစ်ဖြစ်မနက်ခင်းပဲဖြစ်ဖြစ်နေ့တိုင်းကျွန်တော်တို့ကသူ့ရဲ့အရေးလေးကိုလိန်ပြီးမဲ့ဆိုရင်တော့ အဲကျွန်တော်ကသူနာပြောတဲ့လေဖြန်းတာတို့လေဖြတ်တာတို့အကျော်တွေတေဝါတာတို့အကျော်ခတ်တဲ့သူတွေတို့အမတန်မှကောင်းပါတယ်ဗောနော်ကျွန်တော်ပြန်ပြီးတော့ပြောပြပါမယ်အကြောင်ပန်းပင်ကြောင်ပန်းပင်ရဲ့အရွက်ကိုလက်နှစုပ်စာကျွန်တော်တို့ခူးပေးပါနော်လက်နှစုပ်စာခူးပေးပါခူးပေးပြီးရင်ဓာတ်စီ ထမင်းစားစုံနဲ့သုံးစုံတချို့ကလည်းအကျန်းပကံလုံးလို့ပြောရင်အဲမတိကြတဲ့အမျိုးတွေလည်းရှိတယ်ဗောနော်အဲကြောင့်မို့ဓာတ်စီထမင်းစားတဲ့စတိစုံသုံးစုံနော်စတိ အမျိုးတွေအားလုံးတော့သိကြမှာเนาะထမင်းစားတဲ့စရီဆုံးလေးပါเนาะအဲဒီဆုံးနဲ့၃ဆုံးအတမြာသီးတစ်လုံးအဲ့ဒါကိုကျွန်တော်တမြာသီးတော့ထက်ချမ်းခွဲပြီးတော့အရင်ညှက်ထက်ညှက်ထက်ပြီးနောက်ပိုင်းရင်သူ့ရဲ့အခုံမှာထက်ထက်ပြီးတော့အဲ့၃မျိုးလုံးကိုကျွန်တော်စုံမှာထောင်းပြီးညက်ညက်လေးနည်းနည်းညက်ဝအောင်ထောင်းပြီးထောင်းပြီးဝပြီးဆိုတာ ਨੇ ကျွန်တော်တို့ကသူ့ရဲ့အရေကိုเนาะပိတ်ပိတ်ပပလေးနဲ့ကျွန်တော်ညှက်ထုတ်ပေါ့เนาะအရေကြလောက်မဲ့ဟိုပိတ်ဆံဟိုးစားပဲဖြစ်ဖြစ်ပေါ့တချို့ဆိုရင်တော့ဟန်တာဟိုးစားရရှိရပေါ့เนาะအဲ့ဒါနဲ့ညှက်ထုတ် အညစ်ထုတ်ပေးပါရင်ကျွန်တော်နေ့စဉ်လေးပုံမှန်လေးလိမ့်ပေးပါဗောနော်တကယ်ဥမာတက်တာပြောက်ပြီးမှတချို့ကလည်းကျွန်တော်မေးဦးမယ်နောက်တစ်ခုကျွန်တော်ထိတ်တော့တာတခါတည်းမျိုးတွေဒါစေတံမြစ်တာပဲထိတ်တော့ကျွန်တော်ထပ်ပြောက်ပြီးရောဗောနော်အဲဓာတ်စီကဘာဓာတ်စီလဲလို့မေးမယ်ဆိုင်ငယ်မောင်းတဲ့ဓာတ်စီလားဟုတ်ပါတယ်ခင်ဗျာဆိုင်ငယ်စီတဲ့ကိုထည့်တဲ့ဓာတ်စီပါเนาะအဲ့ဒါလေးကိုပါအဲဒါတခါတည်းကျွန်တော်အစီတံမြစ်တာပြပြောပြတာပါเนาะတို့ကြတဲ့အမျိုးတွေနားမရှိမှကြောက်လို့ပါเนาะကြောင်ပန်းမင်းလမ်းနှစ်ဆုပ်စာဓာတ်စီเนาะထမင်းစားစုံနဲ့၃စုံ เนาะတမယာတိတလုံးတမယာတိကိုထချံခွဲပြီးတော့အရေကိုညှစ်ထဲမညှစ်ထဲပြီးရင်ပြီးတာနဲ့ကျွန်တော်တို့အဲ့သုံးမျိုးလုံးကိုသူ့အခုံမှာမပစ်ထုံနဲ့เนาะအဲ့သုံးမျိုးလုံးကိုကျွန်တော်ကစုံထဲထိုက်ထိုက်ပြီးတော့ထောင်းထောင်းသူ့အရေတွေကရုပ်ထောင်းပြစ်ထောင်းလို့ရပြီဆိုတာကြေဝါပြီဆိုတာနဲ့ငေးဥတီထောင်းလို့ပေါ့เนาะကြေပြီဆိုတာနဲ့ကျွန်တော်တို့ကအဲ့ရဲ့အရေကိုညှစ်ထုံညှစ်ထုံပြီးတော့ကျွန်တော်ဘူးတော့လကောင်းပေါ့เนาะတခုခုတည်းထည့်ပြီးတော့နေ့စဉ်လေးပုံမှန်လေးအဲလိမ့်ပြီးမယ်ဆိုတော့အဲเนาะကျွန်တော်ခုနပြောတဲ့လေဖြတ်တာတို့လေဖြန်းတာတို့ အကျော်တည်အကျော်ကတ်တာလို့တကယ်ကမှကောင်းပါတယ်ဗောနော်ကိုကဒီဆေးလေးအခုထည့်လိုက်လို့လမ်းစိုးစားကုံသွားပြီဆိုတော့နောက်နေ့ကြိုက်တဲ့အခါထပ်ပြီးတော့အပြန်လှုပ်ဗောနော်အဲဒါလေးပြောချင်ပါတယ်ဗောနော်အခန်းသားနေရလဝေဒနာရှင်အမျိုးတွေလဲအနာနဲ့စီနဲ့တွေ့ပြီးတော့အမြန်ဆုံးတက်တာပြောခင်းပါစေနော်အဲကိုချစ်ခင်ရတဲ့မိသားစုနဲ့အတူအသက်တရတိုင်းမှာကအသက်နေရတိုင်းချမ်းသာပျော်ရွှင်စွာအေးချမ်းစွာနော်ကျွန်တော်တို့နေနိုင်ပါစေအစားနိုင်ပါစေပြုံးပျော်ရွှင်နိုင်ကြပါစေ နော်အေဂျင်တော်ဘဝခီလန်ကိုမိသားစုနဲ့တူပျော်ရွှင်စွာနေထွေးစွာနေနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်မနော်ကျွန်တော်ရဲ့နောက်လာမယ့်ဗီဒီယိုတွေမှာလည်းကျွန်တော်ဘယ်လိုဆွေးဆောင်ကောင်းမြောက်ယူဆောင်လာပေးအောင်မလဲဆိုတော့လေကျွန်တော်ရဲ့ဗီဒီယိုလေးစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ဒီနေ့လေးကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်မျိုးတွေအားလုံးလည်းကျေးမပါသည်ချမ်းသာပါသည်အနာမျိုးကိုတဲ့6ပါးယောဂါလည်းကင်းဝေးပါစေအကကြီးသုံးပါးမှလည်းကျော်လွှားနိုင်ပါစေလို့ဒီနေ့လေးရဲ့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ